မင်္ဂလာပါရှင် short story channel ကနေပြန်နေကြိုဆိုလိုက်ပါနဲ့ဒီ channel ရနေပြီးတော့ရတမျိုးစုံဇလန်းလေးတွေကိုနေ့စဉ်တင်ဆက်ပေးနေတာပဲဖြစ်ပါတယ်ဒီနေ့မှတင်ဆက်ပေးမယ့်ဇလန်းလေးကတော့ကျင်းစာတက်တဲ့ရွာဆိုတဲ့ဇလန်းလေးရဲ့အစာဆုံးကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ဇလန်းလေးမတင်ဆက်ခင်မှာကျမတို့ရဲ့ channel လေးကို like and subscribe လေးလုပ်သွားဖို့နဲ့ဇလန်းသစ်တွေတင်နိုင်မှလည်းသိရှိနိုင်ဖို့အတွက်ဘေးနက်ကနူဒီဘဲလေးကိုလည်းနှိပ်ပေးခဲ့ပါအောင်ရှင်အခုအစားပြီး ဇလန်လေးကိုစတင်တင်ဆက်ပေးလိုက်ပါမယ်ရှင်။ကျတို့အညာရဲ့ຫນွေညတွေကတော့ရက်တောင်တဖြစ်ဖက်နေပေါ့ဗျာ။စောင်းတုံးကအထက်ထက်ချုံခဲ့တဲ့စောင်းတွေကိုကြည်ုံနေတဲ့အိုင်လင်းလိုမမြင်ကိုရမှာကိုတွားထရရပြု။ပူချက်ဗျာ။တတော်နဲ့အောင်အိတ်လို့မရဘူးဗျာ။တကောင်ကျော်လောက်ရောက်တော့မှအအေးတက်လေးကဝင်လာပြီး အိတ်ပြော်သွားတော့တာပြု။ဒါတောင်နေ့နေ့ချာချာအိတ်ပြော်တာမဟုတ်ပါဘူးဗျာ။အိတ်လိုက်နိုးလိုက်ပါပဲ။လင်းအာကြီးပိုင်းကိုရောက်တော့မှ နင်းနင်းချက်ချက်ကိုအိပ်ပျော်ရတာပြုံမနဲ့ရောက်တော့တော်တော်နဲ့ကိုအိပ်ရာကမထနိုင်တော့ဘူးဒီအချိန်ကျွတ်တော့အညာသားတွေစီးစိမ်ယူတဲ့အချိန်ပေါ့ဗျာကိုကြည့်တာတည်းကိုကြည့်တာတည်းကျုပ်ရဲ့နားထဲမှာခေါ်တန်းလိုလိုကြားလိုက်ပြန်အိပ်ပျော်သွားလိုက်ဖြစ်နေတာပြုံတာတည်းဟဲ့တာတည်းဝိုင်းဝါမှာနင့်ကိုခေါ်လို့ဟဲ့ထာဆန်းအမေရနူတော်မှာကျုပ်နိုးသွားတယ်ဗျာဟင်ဘသူတုံးအမေရဲ့မသိဘူးဟဲ့ခေါ်တန်းကြားတာပဲကျုပ်လည်း အစ်ချင်မူတူနဲ့ထားပြီးကြည်ရတော့တာပေါ့ဗျာတောကြုံဗျာဆရာတော့အကြောင်းကကြောင်းသားလေးဗျာဟဲ့ကောင်တောကြုံလာလေလို့ကျုပ်ကလှမ်းခေါ်လိုက်တော့မှဒီကောင်ဝိုင်းတဲ့ဝင်လာတယ်ဗျာဟဲ့တောကြုံဘာဖြစ်လို့ဝိုင်းတဲ့ဝင်မလာပဲခေါ်နေတာတော့တောင်းဝင်လာခင်ပြီးရောမဟုတ်လားအမေကတောကြုံကိုပြောနေဗျာကိုကြည့်တာတည်းရှိလားမရှိလားမသိလို့အကြီးရဲ့တောကြုံငါ့ကိုဆရာတော်ကခေါ်ခိုင်းလို့လားအဲ့ဒီလိုကျုပ်ကမိလိုက်တော့တောကြုံဟာမျက်လုံးပြပြလေးနဲ့ ကျုပ်ကိုကြည့်ပြီးခေါင်းညင်ပြတယ်။ဖို့ဆွဲခိုင်းမလို့နဲ့တူတယ်။မဟုတ်ဘူးကိုကြည့်တာဒီဧည့်သည်တွေရောက်နေလို့ဗျ။ဟေးဘသူတွေတုံးกว่าတော့ကြော်ရဲ့။ဟာလူတွေမဟုတ်ဘူးကိုကြည့်တာဒီရဲ့။ဥပစင်းတွေနှစ်ပါးဗျ။ဟေးဘေးရကဥပစင်းတီလဲကွာအဲ့ဒါတော့ကြုံလဲမသိဘူးဗျတခါမှတော့เจ้าဝင်လာတာမတွေ့ဘူးဘူးဗျကျုပ်ကမျက်နှာကပြန်ကြရာတက်ပြီးတောကြုံနဲ့ဆရာတော်ရဲ့เจ้าကိုလိုက်လာခဲ့တယ်เจ้าဝင်ရောက်တော့ဆရာတော်ကိုဝှက်ဖြစ်ပြီ အာကန်တို့ဥပဇင်းနှစ်ပေါင်းကိုပါဝက်ဖြိတ်လိုက်တယ်။ဥပဇင်းတွေဟာအသက်40ကျော်အရွယ်လေးဗျ။ကျုပ်ကိုအငဲခတ်ပြီးကြည်နေကြတယ်။ဆရာတော်တာတေးဆိုတာသူ့လားဗျ။ဟုတ်တယ်ဥတေခာ။တာတေးဆိုတာသူ့ပါပဲ။ဒီတကာလေးကငယ်လွန်းနေတော့တပည့်တော်တို့ရဲ့အကြောင်းကိစ္စကကြီးနေသလားလို့ပါဗျာ။ကျုပ်ဆရာတော်ကအာကန်တို့ဥပဇင်းနှစ်ပေါင်းကိုပြုံးရည်ကြည့်လိုက်တယ်။အရှင်ဖျားပြောတဲ့သဘောကိုတပည့်တော်သိပါတယ်။အရှင်ဖျားတို့ရဲ့ကိစ္စကိုမောင်သားတေးဆောင်ရွက်နိုင်ပါမလားလို့ အရှင်ဖုရားတန်တရားဖြစ်နေတယ်မလားဒီအတွက်တော့မပူပါနဲ့အရှင်ဖုရားမောင်သားတရားငယ်ပေမဲ့လေမောင်သားတရားရဲ့နောက်ကဆရာကြီးတွေကမငယ်ကြပါဘူးဆရာဆိုင်ညွန်ပါတို့ဆရာဖိုးလူပေတို့ဆရာဦးမင်းအောင်တို့ဆိုတာနည်းနည်းရရပုံကိုယ်တွေမဟုတ်ကြပါဘူးဖုရားပြီးတော့မောင်သားတရားရဲ့နောက်မှာမမမမရက်နေတယ်မဖဲဝါကလည်းမောင်သားတရားတောင်းတပြအကူအညီကို ပေးနေကြပါဖုရားဟာမဖဲဝါဟုတ်လားအရှင်ဖုရားဟုတ်တယ်ဥညာနာ မဖဲဝံနေမောင်တာတီတို့ဟာဟိုးညောင်ရန်ခိကလေးကဆရာတို့တပည့်တွေပြပညာမောင်နှမတွေဒီဘောမှာပြန်ပြီးစုံကြတာ မဖဲဝါကတော့အကြောင်းမကောင်းလေဘူးပေါ့အရှင်ဖရာရဲ့တင်ញိုင်းဆောင်တယဲမာကြီးဖြစ်နေလေရဲ့ဒါပေမဲ့သူ့မောင်တာတီကိုတော့တတော်ချစ်ချာတာဗျာအားကြီးကိုစောင့်ရှောက်တာဟင်ဟုတ်လားမောင်တာတီကိုကျုပ်တို့ကအထင်သေးလို့ပြောတာမဟုတ်ပါဘူးကွယ်ဝင်းနေအာမြပါမလားလို့တွေးလိုက်မိတာပါဦးတိတ်ခါက ကျုပ်ကိုအားနာပြီးပြောလိုက်တယ်ဗျ။ရပါတယ်ဗျ။တပည့်တော်နားလည်ပါတယ်။သာဓုကွယ်သာဓုသာဓုဥဒိခာကျုပ်ရဲ့စကားကိုသာဓုခေါ်တယ်ဗျ။အရှင်ဖရာတို့ရဲ့အကြောင်းကိစ္စကိုသိပြရစီဖရာ။ဒီလိုတတိယဟောဒီဥဒိခာတို့ကအလေယုံမာနာက စင်မတို့ယုံပြေတို့ကိုကိုကွာတို့တရက်ကုန်းတို့ဆိုတဲ့ရွာတွေထဲဟာတရက်ကုန်းကကွာတို့ရဲ့စီရတော့ဥစိန်သားကငါနဲ့စာတင်ဖက် စာဝါလိုက်လေတူတူ စာကျက်လဲတူတူစွန့်ခွန်ကြတော့လဲအတူတူပေါ့ကွာအခုဒီဥပစင်းနေလာကြတာကငါတငယ်ချင်းမောင်ရာစင်ရလွတ်လိုက်လို့ကွာအကြောင်းကတော့အစမ်းသားဟိကြောက်စီရလဲအတော့ကောင်းနေသူတို့သတင်းသုံးတဲ့တရက်ကုန်းတရွာလုံးယူနေလို့တဲ့ဟိဖះတရွာလုံးကယူသွားတယ်ဆရာတော်ရဲ့စကားဆုံးတော့ကျုပ်လက်ပြီးအုံမေးလိုက်တယ်ပြုဟုတ်တယ်မောင်တာတေဥပစင်းတို့တန်ခါးတွေအလုံးစင်မရွာအလူကိုကြွနေကြတာအเจ้าမှာကပ်ပီးရနဲ့ ကိုရင်နှစ်ပါးပဲကျန်တယ်။သင်မအလူပြီးလို့ကျွတ်တို့တန်ကားတွေပြန်ကြလာတော့ကိုရင်လေးနဲ့ကပ်ပီယာကအလန့်တရားရှောက်တော့တာပဲဗျာ။တရွာလုံးကလူတွေအားလုံးယူနေကြပြီးတော့ရွာတည်းကအိမ်တွေပေါ်မှာကြီးကန်းနေအများကြီးနားနေတယ်တဲ့။မမဲလှုပ်နေတာဆိုပဲအိမ်ခေါင်းမိုးတွေပေါ်မှာရောတစ်ပင်တွေပေါ်မှာရောအကောင်ပေါင်းတောင်းနဲ့တိတ်နဲ့ချီနေတာလို့ရှောက်တယ်။ကျောင်းမကြံခဲ့တဲ့ကပ်ပီယာနဲ့ကိုရင်တီကတော့ဘာမှမဖြစ်ကြဘူးလားဗျာ။ကျုပ်အံ့ဩလွန်းလို့မေးလိုက်တယ်ဗျာ။ ဘာမှမဖြစ်ဘူးမောင်တာတည်းရဲ့ကျို့တော်ကြောင့်ကရွာအရှိပိုင်းမှာရွာထဲပိုင်းနေဆိုရင်နင်းနေလောက်လှမ်းသေးတယ်ကိုရင်လေးတွေစွန့်ခံကြတော့ကြီးကန်းတွေလိုက်ထိုးလို့လို့ထွက်ပြေးလာရတာတည်းဟိလူတွေကယူပြီးရည်နေကြတာနဲ့ဗစက်ကလည်းတောင်စင်ရင်မရရင်ဘာတွေပြောနေမှန်းကိုမသိတာနဲ့ဒါနဲ့ပဲကိုရင်လေးတွေကိုကပ်ပီးရကကျောင်းမှာပဲစွန့်ချက်ကတ်ရတာတည်းကွာအရှင်ဖះတွေရော ရွာထဲကိုသွားကြည့်ကြသေးလားဖះဟာကြည့်တာပေါ့ သူတို့ကြောင့်ကရှိသမျှတန်ခါတွေအလုံးရွာထဲကိုသွားပြီးကြည်ကြတာလူတွေကသူတို့ရဲ့နာမည်ကိုတော့သူတို့မမှတ်မိတော့ဘူးတာတီးရဟာဒီလောက်တောင်ဖြစ်သွားတာလားဖေဟုတ်တယ်ကွာဒါပေမဲ့အကုန်လုံးတော့ယူနေတာတော့မဟုတ်ဘူးကွာတခြားကိုခရီးသွားနေတဲ့သူတွေပြန်ရောက်လာတော့အကောင်းပဲကွာဘယ်သူမှမယူသူတို့ပြောလို့ဥပစင်းတွေတိရတခုရှိတယ်ရွာပြမှာအလောင်းနှလောင်းတွေ့ရတဲ့ဘယ်သူအလောင်းလဲတော့မသိဘူးတယ်ကွာအလောင်းတွေမှာအသားဆိုလို့ ဘာမှကိုမရှိတော့ပဲအယိုးစုကြီးပဲကြံတော့တာတဲ့ဟာကြီးကန်းနေထိုးစစ်ပြပြီးစားတော့ပြစ်ကြတာလို့ဥပစင်းတွေကတွေးရတာပေါ့ကွာရွာမှာရောက်နေတဲ့ကြီးကန်းကဥပစင်းတွေစိတ်ထင်ပြောရရင်တော့အကောင်ကြီးတောင်းတဲ့ချီနေမယ်ထင်တယ်ဟာဒီလောက်တော့များသလားဖေဟံများတယ်မောင်တာဒီများတယ်ကွာအဲ့ဒီလောက်များရင်တော့လူနည်းအောင်မဟုတ်ဘူးဥပစင်းတရွာလုံးကတော့တက်ပြစ်နိုင်မယ်ထင်တယ်ဟာသေချာတာပေါ့ကွာအယူရအိမ်ပြင်ထွက်သွားတာနဲ့ပြေးစင်လာပြီးတော့ ဝိုင်းထိုးကြစိတ်ကြတာကွာအယူတွေဆိုတာအင်ပြင်ကိုတယောက်မှကိုမထွက်ရဲဘူးကွာဟင်ဒါဆိုရင်တရွာလုံးကြီးကန်းတန်နေညံနေမှာပေါ့ဗျာဟာမညံဘူးမောင်တာတည်းရဲ့ကြီးတွေကအတန်တတန်မောက်မထွက်ဘူးကွာညင်ပြီးရွာတဲ့ကိုပဲကြည့်နေတာအင်ပြင်ထွက်တာနဲ့ပြေးပြီးထိုးကြတာအတန်တတန်မောက်ကိုမထွက်ဘူးကွာဟာကြောက်တော့ကြောက်စရာကြီးပါလားအရှင်ဖရာရဲ့ဟုတ်တယ်မောင်တာတည်းဒါကြောင့်ဆရာတော်ကဥပစင်းတွေကိုလွှတ်လိုက်တာနေပါဦးဥပစင်းရဲ့ ဥပစင်းတို့ရွာထဲကိုသွားကြည့်တော့ကြီးကန်းတွေကလိုက်မထိုးကြဘူးလားကျုပ်တို့ကယထနာတော့ပရိတ်ကိုရွတ်သွားကြတာမောင်တာတီရဲ့ကျုပ်တို့ကိုကြီးကန်းတွေကမထိုးကြဘူးကြည့်အောင်ပဲကြည်နေကြတာကျုပ်တို့ကတော့ခေါင်းကိုတင်ကန်းနဲ့အုပ်ထားကြရတာပေါ့ကွာဒါပေမဲ့မထိုးကြဘူးပြီးတော့ယူသွားတဲ့လူတွေကလည်းအစားတော့လည်းမစားကြဘူးကွာကြာရင်သေးကုန်ကြမှာပဲထမင်းမဟင်းမမသိအောင်ကိုယူကြတာပဲအရှင်ဖရာရဲ့ဟုတ်တယ်မောင်တာတီမောင်တာတီရဲ့အကြောင်းတွေကိုကျုပ်တို့ကမသိပါနဲ့ ကျွတ်တော့ဆရာတော်ကတိတယ်။ဆရာတော်နဲ့ဒီကဆရာတော်နဲ့ကခုနောက်ကပြောသလိုတငယ်ချင်းတွေပဲဖြစ်တယ်။အလူအတန်းတွေကထိန်တွေမှလည်းစုံနေကြဆိုတော့မောင်တာတရဲ့အကြောင်းကိုဆရာတော်ဥက္ကနာကပြောပြဘူးလို့ဥပစင်းတို့ဆရာတော်ကတိပြီးသားပါ။ဒါကြောင့်လဲအရေးကြုံတော့ဒီကိုချက်ချင်းလွတ်တာပေါ့ကွယ်။ကဲအဖြစ်ကတော့အဲ့ဒါပဲမောင်တာတရဲ့အဖြစ်ကတော့အဲ့ဒါပဲကွယ်။ရွာလုံးကြည့်ယူတာဆိုတော့ဘာတွေဖြစ်တယ်ဆိုတာကိုပြန်ပြောမယ်လူလေတယောက်မှမရှိဘူးလေ။ ကျုပ်ဆရာတော်ကကျုပ်ကိုပြောလိုက်တာဗျတပည့်တော်လည်းဒီအဖြစ်အပျက်မျိုးကိုတခါမှမကြောက်ဘူးပါဘူးဗျတပည့်တော်ရဲ့ဆရာကြီးတင်လည်းဒီလိုအဖြစ်အပျက်မျိုးကိုတခါမှမပြောပြဘူးဘူးဗျဟုတ်တာပေါ့ကွာကျုပ်ဆိုရင်အခုအသက်80ကျော်နေပါပဲကျုပ်တတန်ဒါမျိုးမြင်ဘူးပေါ့နေနေသသာတခါမှမကြောက်ဘူးဘူးမောင်တာတီးရဲ့ဆရာတော်ကပြောလိုက်တော့တရကုန်းကရောက်လာတဲ့ဥပဇင်းနှစ်ပါးဟာခေါင်းညှင်းကြတယ်ဗျဒီလိုလုပ်ပါဖျား အရှင်ဖရာတို့ဒီတညတော့ဒီเจ้าမှာပဲတည်င်းသုံးကြပါဖရာတပြည့်တော့အချိန်မဆွဲပဲလှုပ်ဆရာရှိတာတွေလှုပ်ပါမယ်ဒါပေမဲ့ညကြမှာလှုပ်လို့ရမှာမဟုတ်ပါဖရာကောင်းပါပြီမောင်တာလေးကျုပ်တို့ဒီညဒီเจ้าမှာပဲကျင်းလိုက်ကြပါမယ်ကျုပ်လည်းအချိန်မဖြုံးတော့ပဲဆရာတို့နဲ့ဦးစင်းနှစ်ပေါင်းကိုကတော့ပြီးပြန်လာခဲ့တယ်ပြန်ရင်းနဲ့ပဲကြောက်ခဲနဲ့တံမဏီကိုဝင်ခေါ်လိုက်တယ်တံမဏီကိုပတ်စံပေးပြီးကြောက်ဝဲခံလိုက်တယ်ကြောက်ခဲဟူတော့မီးလောင်ကုန်းကိုလှုပ်ပြီးနောက်ကတော်တော်ထွေးကို မိုးမချုပ်ခင်လာခဲ့ဖို့ပြောခန့်လိုက်တယ်။ကျောက်ကတော်ထွေးနဲ့တခါမှအလုံးမလုံးသေးဘူးဗျာ။တန်မဏိကတော့စကားသာနေတာ။အလုံးလုံးတဲ့နေရာမှာတော့လှုပ်ပြီးတေချာတဲ့ကောင်ပါဗျာ။အခုလေကျောက်ကကြက်ဝဲခန့်လိုက်တာ။ဒီကောင်ကစနွမုံအချို့မုံငရုတ်သီးကြက်တုံနေမဆလာပါမကြံဝဲလာတယ်ဗျာ။ငရုတ်သီးချက်ကလည်းပါသေးတယ်။ပြီးတော့ထမင်းထုတ်ထုတ်ဖို့ငပြောဖက်ပါခုတ်လာတာဗျို့ကျုပ်ကမဖဲဝါတက်ချက်ရင်အမေစီကဘာမှမယူပဲအကုန်ဝဲသုံးတယ်ဆိုတာကို จอกแคยอตะมณียอตีจาเดเลยเปียสีก็တော့จั่วตั่วไอ้มาป้อเดเลยเปียเวเสียไม่รู้บูเปียมีหลองกงก็จอกแคยอเปลี่ยนยောက်ล่ะတော့จกกูหิ้งกูฉับไปเด้เปียดอทวยโหเลยเตชาอจอกแคยก็หมาแคยปี้ตาเลยเปียညနေ9:00နာရီလောက်ရောက်တော့ထမင်းထုတ်ထုတ်ပြီးကျွတ်ကျွတ်ထမင်းနှောင်းကိုအစင်သစ်ပြင်ထားလိုက်တယ်။ညနေနေမဝင်ခင်ဒေါ်ထွေးဟန်ရောက်လာတယ်။ည9:00နာရီထိုးတော့ကြောက်ခဲရထမင်းတောင်းလေးကိုထမ်းတံမီးကတံမီးထိုးပြပြီ ကျုပ်တို့ထဏောင်းကောင်တင်ញိုင်းတဲ့ကိုရောက်လာကြတယ်။တင်ញိုင်းတဲ့ကိုရောက်တော့ကျုပ်ပြင်နေကြကျောင်းအမကြီးရဲ့ကူပေါ်မှာထမင်းပွဲကိုပြင်လိုက်တယ်။ကျုပ်ဖျောင်းတိုင်မိထွန်လိုက်တဲ့အချိန်မှာပဲတင်ញိုင်းစင်ရဲ့ပေါ်မှာနားနေတဲ့ငှက်တကောင်ကထပြန်သွားတယ်ဗျ။တကီးကီးအတန်ကိုကြားလိုက်တော့မှငှက်ဆိုးတကောင်မှကျုပ်တိလိုက်တယ်။အိမ်ဒီမှာလူမမာရှိရင်ငှက်ဆိုးထိုးတဲ့အတန်ကိုတိတ်ကြောက်ကြတာပေါ့ဗျာ။အဲ့ဒီအချိန်မှာငှက်ဆိုးထိုးလို့ကတော့လူမမာကိုကုလို့မရတော့ဘူးလို့ယုံကြည်ကြတယ်ဗျ။ ဒေါ်ထွေးကလည်းတခြားနတ်ကတော်တွေလိုပဲကျောင်းအမကြီးရဲ့ကူရှိကမျက်ခင်းလေးပေါ်မှာကြောက်ကြုံလေးထိုင်ပြီးသပင်ကိုဖားလျားဖြေချထားလိုက်တယ်။ကျုပ်ကဒေါ်ထွေးအဆင်တင်ဖြစ်သွားတဲ့အချိန်မှာမဖဲဝါကိုစပြီးပင့်လိုက်တယ်။တင်းနှန်းရှင်မကြီးမဖဲဝါရောက်ရရက်ကနေကြွလာခဲ့ပါဗျာ။အရှိရနေထွန်းအနောက်နေဝင်တောင်တငါကွန်းမြောက်တူဝင်အတွင် ရောက်ရနေရဌာနမှာအမြန်ဆုံးကြွခဲ့ပါဗျာ။မဖဲဝါအတွက်စပွဲပြင်ပြီးထားပါတယ်ဗျာ။အမြန်ဆုံးကြွခဲ့ပါ။ ဟောလာပြီပြို့ခွေးဥတန်ကြီးကို မီးလောင်ကုန်းဘက်ကနေစပြီးကြားနေရပြီဗျနီးလာပြီပြို့ခွေးဥတန်ဟာတဖြည်းဖြည်းနဲ့နီးလာပြီ မဖဲဝါရဲ့ခွေးကြီးနတ်ကျော်ရဲ့အတန်ကြီးဗျဟောလာပြီပြို့တင်းချန်းကူတွေပေါ်ကနေရိတ်ခနဲရိတ်ခနဲရွေ့လာတယ်ဗျဟာဒေါ်ထွေးကိုထဲကိုလက်ခနဲဝင်သွားပြီပြို့ထိုစဉ်ဒေါ်ထွေးဟာတဟီဟီနဲ့သပင်ဖားလျားကြီးနဲ့လက်တီကိုေးကောက်ပြီးထရက်ပြီဗျဟောခုံပြီးခုံတက်လိုက်ပြီဗျာ ထမင်းပွဲပြင်ထားတဲ့အုတ်ကူကြီးပေါ်ကိုလွှာကနေခုန်တက်လိုက်တယ်ဗျပုံမှန်ဆိုရင်ဒေါ်ထွေးအောင်ဘယ်လိုလုပ်ခုန်နိုင်မှာတော့ဗျမဖဲဝဝင်နေလို့သာခုန်နိုင်တာဗျစားပြီပြုကူပေါ်မှာဒူးတစ်ဖက်ကိုထောင်တစ်ဖက်ကလှဲထိုင်ပြီးထမင်းတွေကိုစပြီးစားနေရောပြုထမင်းကိုစားလိုက်ကြက်တောင်းကိုစားလိုက်အယိုးတွေကိုကူပေးကိုပြစ်ချလိုက်နေဗျတကယ်တော့အယိုးတွေကိုနတ်ကျော်ကြီးစီကိုပြစ်ချပေးနေတာဗျထမင်းတွေဟင်းနေတဝက်လောက်ကုန်သွားတော့မှ မဖဲဝါဟာသူ့ကိုလှမ်းကြည့်တယ်။ဒီလိုပါမဖဲဝါရိုးမနာမှရှိတဲ့တရက်ကုံးရွာက ဖုန်ကြီးနှစ်ပါးရောက်လာတယ်။သူ့ရဲ့တရွာလုံးယူနေလို့တယ်ဗျာ။မဖဲဝါဟာခေါင်းညိပြီးပြောတယ်။ကြီးကန်းဆိုတာအနက်ပဲရှိတယ်။ကြီးဖြူဆိုတာမရှိဘူး။နှစ်တွေရာနဲ့ချီပြီးတော့မှကြီးဖြူတကောင်ပေါ်တတ်တယ်။အဲ့ဒီလိုကြီးဖြူပေါ်ရင်တည်င်းကြတဲ့ကြီးနှစ်တွေအလုံးရောက်လာပြီးကြီးဖြူကိုခါစားကြတယ်။ကြီးဖြူဟာသူ့ရဲ့အရှင်တခင်ပဲ။အခုလေယူမပေါ်မှာကြီးပြူတကောင်ပေါ်လာတယ်။ ြီးနဲ့တွေတောင်းနဲ့ကြည့်ပြီးရောက်လာကြတယ်။လူတွေကြီးဖြူပေါက်တဲ့တောထဲကိုလာရင်ကြီးနဲ့တွေကစောင့်ကြည့်ကြတယ်။ကြီးဖြူကအကာအကွယ်ပေးဖို့အမြဲစောင့်ကြည့်နေကြတယ်။တရက်ကုန်းကငစင်းနဲ့ငတင်းဆိုတဲ့ညီအကိုဟာတောထဲကိုဝင်ပြီးထင်းခွေရင်နဲ့ကြီးဖြူကိုတွေ့သွားတယ်။ငစင်းဆိုတဲ့ကောင်က လေးခွနဲ့ပြစ်တယ်။အမတန်လက်ဖြောင်နေကောင်လေးပဲ။ငတင်းကကြီးမဲတွေကိုလေးခွနဲ့ပြစ်ပြီးမောင်းထုတ်ပြီးငစင်းကတော့ကြီးဖြူကိုပြစ်ချလိုက်တာ။တစ်ချက်ထဲနဲ့ထိပြီးပြုတ်ကျလာတယ်။ ကြီးနဲ့တွေအရန်ကိုဒေါသဖြစ်ပြီးငစင်နဲ့ငတင့်ကိုဝိုင်းထိုးကြတယ်။ဒါပေမဲ့သူတို့နှစ်ယောက်ကလည်းလေးကွနဲ့မနာတမ်းဖြစ်ပြီးရွာအရောက်ပြေးကြတယ်။ငစင်နဲ့ငတင့်ဟာသူတို့ပြင်လာတဲ့ကြီးဖြူလေးကိုရွာထဲမှာပြတော့ရွာသားတွေကဝိုင်းအောင်ပြီးကြည့်ကြတယ်။ကြီးဖြူဆိုတာမြင်မှမမြင်ဘူးကြတာ။ကြီးဖြူကနှုတ်သီးရောခြေတော်ရောအားလုံးကဖြူတယ်။ရှာတစ်ခုပဲအနီးပါတယ်။အဲ့ဒီကြီးဖြူကိုငစင်နဲ့ငတင့်ကမိခင်စားကြတယ်။မစားခင်မှာငတင့်ကပြောသေးတယ်။ဟဲ့ကောင်ငစင် ကြီးဖြူသားကိုစားပြီးရင်မင်းနဲ့ကနဲ့ပြဝီပြတ်တာလို့လို့စွန့်ချင်စွန့်သွားမှာကွာဟာအဲ့ဒီလူစွန့်တော့လေကောင်းတာပေါ့ကွာတော်ထဲကတစ်ပင်ကြီးကိုတရက်ထက်ကောင်းလဲပြီးထင်းခွေထားလိုက်ရင်အမေတို့အဖေတို့တသက်စာထင်းဖူလုံပြီပေါ့ကွာဟ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 ာအဲ့ဒီညီကိုကြီးပြူလေးကိုမိခင်နဲ့အနဟံတရွာလုံးကိုပြန်သွားတယ်လူတွေကလည်းမှုေးလိုက်တာဆိုပြီးရှူကြတယ်ရှူရင်းရှူရင်းနဲ့တဖြည်းဖြည်းယူကုန်ကြတာဟေငစစ်နဲ့ငတင်းကတော့ယူသွားပြင်မယ် ကြီးဖြူသားကိုစားလိုက်ကြတယ်။ပြီးတာနဲ့ညီအကိုနှစ်ယောက်လေးကွာနေယူပြီးရွာပြင်ကိုထွက်လာကြတယ်။နောက်ထပ်ကြီးဖြူတကောင်ထက်ရှောင်အောင်မယ်ဆိုပြီးထွက်လာကြတယ်။သူတို့နှစ်ယောက်စလုံးယူနေကြပြီလေ။သူတို့ထွက်လာတာလည်းတွေ့ရောတစ်ပင်တွေပေါ်မှာနားနေတဲ့ကြီးနဲ့တီဟာအကောင်ပေါင်းထောင်နဲ့ချီပြီးသူတို့ဝိုင်းထိုးကြတာဟဲ့တတရဲ့ပထမဆုံးမျက်လုံးတွေကိုဖောက်ပြတယ်။ပြီးတော့အသေးထိုးတတ်ကြတာငစင်ရောငတင်ရော အော်ကြီးဟင်ရင်နဲ့တေကုန်ကြရော။ သူတို့ရဲ့အရှင်သခင်ကိုတတ်သွားတဲ့ကောင်လေးဆိုပြီးကြီးနဲ့တွေဟာအသားတွေပါထိုးစားကြတာနောက်ဆုံးအယိုးစုပဲကြံတော့တာဟာဒါဆိုရင်ယောက်သားတွေတွေ့တဲ့အယိုးစုနှစ်ခုဆိုတာငါစစ်နဲ့ငတင်တို့ရဲ့အယိုးစုတွေပေါ့ဗျအေးဟုတ်တယ်အခုကြီးကန်းတွေဟာတစ်ပင်တွေပေါ်မှာရောအိမ်ခေါင်မိုးတွေပေါ်မှာပါနားပြီးစောင့်နေကြတာတဲ့မဖဲဝါအဲ့ဒါဘယ်လိုလုပ်ရမလဲတာဒီနင်လုတ်ပေးချင်တယ်ဆိုရင်ငါပြောတာကိုမှတ်ထားပြီးသွားလုတ်ပေးလိုက်ပြီတော့ကောင်းပါပြီမဖဲဝါ နေစင်မောက်သွားအဲ့ဒီကနေတောင်ပေါ်တက်တက်တက်ကြီးမနာဆိုတဲ့ရွာတောင်ပေါ်မှာရှိတယ်ကရင်နေနေကြတယ်အဲ့ဒီရွာကိုဘယ်ကြီးကမှဝင်ပြီးမနာဘူးရွာပေါ်ကလည်းဖြတ်မပြန်ဘာဖြစ်လို့တုံးဆိုတော့အဲ့ဒီရွာမှာကြီးနှုတ်သီးပင်ရှိလို့ဟဲ့အပွင့်ရအနက်ပွင့်နေပုံစံကကြီးကန်းနှုတ်သီးနဲ့တပုံစံနဲ့ပဲကြီးကန်းဟာအဲ့ဒီအပင်ရှိရနေအောင်လုံးလုံးကိုမသွားတာအဲ့ဒီကြီးနှုတ်သီးပင်ကဂိုင်းတကိုင်းကိုယူရမယ်နင့်ဟာနင့်တက်ခုတ်လို့တော့မရဘူးအပင်ကအကြီးကြီး အဲ့ဒီမှာတရေတဲ့ကောင်ဆောင်နေအပင်လာခုတ်ရင်ချက်ချင်းတက်ပြက်မှာအဲ့ဒီရောင်မှနေတဲ့လူတွေကအဲ့ဒီတရေကိုမြင်ဖူးကြတယ်ဘယ်တော့မှအဲ့ဒီအပင်အောက်ကိုမတော်ဘူးနေကအဲ့ဒီတရေကိုပြောလိုက်မဖဲဝါဆေးအုံပြုတ်ချင်လို့တစ်ကိုင်းတစ်ကိုင်းပေးလိုက်ပါလို့မှားတယ်လို့ပြောသူကနှစ်ကိုတစ်ကိုင်းတစ်ကိုင်းပေးလိုက်မယ်အဲ့ဒီတစ်ကိုင်းကိုယူပြီးအပင်အောက်ကခတ်တုတ်တုတ်ပြန်ခဲ့အဲ့ဒီတစ်ကိုင်းကိုအမုံတိုက်ပြီးမိခဲပေါ်မှာဖြူလိုက်ထွက်လာတဲ့မိခိုးကိုအယူးတွေကိုယူခိုင်းအလုံးကောင်းပါလိမ့်မယ် အဲ့ဒီမိကိုကိုရွာထဲမှာအဆအဆုံလွတ်လိုက်ကြီးကန်းနေပြေးလိုက်မယ်စားတော့ပြီးတာနဲ့မဖဲဝါဟာပြန်ထွက်သွားတယ်မဖဲဝါထွက်သွားတာနဲ့ရှေ့ကိုကုန်ကုန်ကြီးလဲကျသွားတဲ့ဒေါ်ထွေးကိုကျုပ်ကပြေးထူပြီးပုံလို့ရတာပေါ့ဗျာဒေါ်ထွေးတတိကောင်းကောင်းရတော့ကျွတ်တူရွာကိုပြန်ခဲကြတယ်အိမ်ရောက်တော့အကျိုးအကြောင်းကိုပြောပြပြီးဆရာတော်ရဲ့အကြောင်းကိုလာခဲ့တယ်ဗျာကြောက်ခဲနဲ့တံမဏီကိုတော့အိမ်ပြန်ခန့်လိုက်ရတာပေါ့ဗျာဆရာတော်ရဲ့အကြောင်းကိုရောက်တော့ကျုပ်ကိုစောင့်နေတဲ့ဆရာတော် ਨੇ တရကုန်းကဥပစင်နှစ်ပါးကိုမဖဲဝါပြောသမျှအားလုံးကိုပြောပြလိုက်တယ်။မနဲ့စောစောကြီးထပြီးတရကုန်းကလာတယ်လဲနဲ့ကျုပ်တို့လိုက်ခဲ့တယ်။ဥပစင်နှစ်ပါးကတော့ကျုပ်လိုက်လာတော့ဝမ်းသာကြတာပေါ့ဗျာ။လက်ကိုစင်မအထိတက်မောင်းကြတယ်။စင်မကိုရောက်တော့ဥပစင်တွေဟာသူတို့နဲ့အလွန်ရင်နေတဲ့လူတယောက်ကိုကျုပ်နဲ့ထည့်ပေးလိုက်တယ်။ဒီလူကစင်မသားဗျာ။နမယကိုမန်းတဲ့တောင်ပေါ်မှာတော်တော်လေးကိုလမ်းကျွမ်းနေသူဗျာ။တောင်ပေါ်ကကရင်ရွာကိုလည်းမကြမကြတောင်းနေတဲ့လူတွေဗျာ။ တရကုန်းကကြွလာတဲ့ဦးစင်းနှစ်ပါးဟာစင်မဖုံးကြီးเจ้าမှာတည်င်းတုံးနေကြတယ်။စင်မဆရာတော်ကလည်းသူ့လူနဲ့တတော်လေးကိုခင်မိနေပြ။လဲဆရာကတော့ရွာထဲကသူ့ရဲ့အတိအိမ်မှာတည်တယ်။လဲဆရာကခရီးသွားနေလို့မယူဘဲကြံခဲ့တယ်။တရကုန်းကတည်ဟာစင်မမှာပြတ်နေပြီဗျ။ဖုံးကြီးเจ้าမှာလူတွေအုံပြီးတရကုန်းဥပစင်းတွေကိုမေးကြမြန်ကြ။ဥပစင်းတွေပြောတာကိုနားထောင်ကြနေပေါ့ဗျာ။လာပြီးကကြတဲ့စွန်းနေစွန်းဟင်းနေဆိုတာမနှဲပါဘူး။ ထမင်းစားမိတာနဲ့ကျုံနဲ့ကိုမန်တောင်ပေါ်စပြီးတက်ကြတယ်။ကိုမကလမ်းကျွမ်းနေသူဆိုတော့ခရီးတွင်တာပေါ့ဗျာ။ជីမနာအောင်ရောက်တော့ညနေ3:00ထုတ်ပြီးဗျာ။ជីမနာကကရင်ရွာလေးဗျာတရွာလုံးခြေတန်းရှိအိမ်ကြီးပဲ။ကိုမကသူ့မိတ်ဆွေစောဒီဒီရဲ့အိမ်ကိုတန်းသွားတယ်။အကျိုးအကြောင်းကိုပြောပြတာပေါ့ဗျာ။တရက်ကုန်းကအဖြစ်အပျက်ကိုကြားရတော့စောဒီဒီဟာအံ့ဩလွန်းလို့သူ့ရင်ဘက်ကိုလက်နဲ့ဖြီးပြီးဖြစ်မှဖြစ်ရလေဗျာ တရွာတော့ယူသွားတယ်လို့ငါဖြစ်တစ်ခါမှအောင်မကြောက်ဘူးကွာဒါဟာကြီးကန်းတွေကျိန်စာတိုက်တာဖြစ်မယ်ကွာဟုတ်တယ်စောတီတီကြီးကန်းတွေရဲ့ကျိန်စာတင့်လားဗျကျုပ်ကဝေပြောလိုက်တယ်ကိုမကကျုပ်ရဲ့အကြောင်းကိုပြောပြထားတော့စောတီတီဟာကျုပ်ပြောတာကိုလေးလေးနက်နက်လက်ခံတာပေါ့ဗျာနေပါဦးမောင်တာတီရဲ့ငါစီကိုမင်းတို့လာကြတာကဘာကိစ္စရှိလို့တုံးဒီလိုဗျစောတီတီရဲ့ဒီရွာမှာကြီးနှုတ်ဒီပင်ဆိုတာရှိတယ်ပြောလို့ဗျဟေး ကြီးနှုတ်သီးပင်ဟုတ်လားငါတော့ကြားတော့မကြောက်ဘူးပါဟုတ်ကွာဘလို့ပုံစံနဲ့တော့အပင်ကြီးမျိုးတဲ့ဗျာသမုံးပင်ကြီးလိုဖြစ်မှာပေါ့ဗျာအပွင့်ရအနက်ပွင့်ပွင့်တာနဲ့အပွင့်ပုံစံကကြီးကန်းရဲ့နှုတ်သီးနဲ့တူတယ်တဲ့ဗျာဟာရွာပြင်မှာရှိတဲ့အပင်ကိုပြောတာထင်တယ်အနက်ရောင်ပွင့်တဲ့အပင်ဆိုလို့အဲ့ဒီတပင်ပဲရှိတာကွာအပွင့်ရဘာပုံစံလဲဆိုတာတော့ဘသူမှမသိပါဘူးကွာအဲ့ဒီအပင်ကနှက်ကြီးတယ်ဆိုပြီးတို့ရွာသားတွေဟာအဲ့ဒီအပင်နောက်ကိုတွားကိုမတွားကြတာ နွားတွေအဲ့ဒီအပင်အောင်ရောက်သွားရင်လန့်လန့်ပြီးပြေးကြတာကွာနတ်တော်မဟုတ်ဘူးဗျမဖဲဝါပြောလိုက်တာကတရေကြီးတကောင်စောင့်ရတာတဲ့ဒီအပင်ကိုကြီးနှုတ်တိပင်လို့ခေါ်တဲ့ဗျဒီအပင်ဟာမှောင်ဝင်ပင်ဆိုတော့အဆောင်ရှိတယ်သူ့အပင်နာကိုလူတွေနွားတွေလာတာကြိုက်ပုံမပေါ်ဘူးအေးအဲ့ဒါကိုမင်းဟာဘာလို့မှတော့မောက်တာတည်းရဲ့ကျုပ်ကအဲ့ဒီအပင်ဟာတကိုင်းကြီးကြီးတကိုင်းလောက်ကိုလိုချင်တာဗျထွာဆိုင်လောက်ရှိတဲ့ဂိုင်းပေါ်ဗျာဒါပေမဲ့အပင်ကရောကြီးရဲ့လား ထွာဆိုင်လောက်ခိုင်းရောရှိပါမလားစောတီတီရဲ့ရှိတယ်กว่าရှိတယ်အပင်ဟာထနှောင်းပင်ကြီးလောက်ရှိတယ်ထွာဆိုင်လောက်ခိုင်းရရှိတာပေါ့ဟာဒါဆိုရင်တော့အဆင်ပြေပြီပေါ့ဗျာအဆင်ပြေလာတော့ဟုတ်ပါတယ်မင်းကအပင်ပေါ်တက်ပြီးတက်ကိုင်းအောင်ခုတ်ရဲလို့လားမင်းပြောတဲ့အဆောင်ဟာကန်ချလိုက်မှာနော်ဒိုးရွာလူတွေကတော့တယောက်မှကိုအဲ့ဒီအပင်ရှိရဲ့နေအောင်မသွားရဲကြဘူးကွာရပါတယ်ဗျာကျုပ်တက်ခုတ်စရာမလိုပါဘူးအဆောင်ကသူ့ဟာသူချိုးကြပြီးမှာပါ ကျုပ်ကိုတခုတော့လှုပ်ပေးပါဗျာဘယ်လောက်ကြကြကျုပ်ပေးပါမယ်ဘာများတော့မောင်တတရဲ့ငပြောနှဖိနဲ့ကတော့ပွဲတလုံးလိုချင်နေဗျာဟာဒါကရပါတယ်ကွာပတ်စံပေးဖို့မလိုပါဘူးညမိုးချုပ်တာနဲ့ကျို့တော့ကြီးနုတ်သေးပင်ရှိရဲ့စီဝလာခဲ့တယ်ကျုပ်ပြောတဲ့အတိုင်းစောတီတီဟာလှုပ်ပေးထားတယ်ဗျာဝါတောင်းလေးတလုံးကိုချက်ချင်းရက်ပြီးသူ့ချန်တဲ့ကငပြောခိုင်ကငပြောနှဖိနဲ့သူ့အပင်ကအုံဒီတလုံးကိုခုပြီးကတော့ပွဲထိုးပြီးတယ်အပင်အောက်ကိုရောက်တော့ ကျုပ်ကကတော့ပွဲပေါ်မှာဖျောင်းနဲ့တတိုင်းကိုထွန်လိုက်တယ်။ပြီးတော့ကတော့ပွဲကိုမြောက်ပြီးအတန်ကြဲကြဲနဲ့ပြောလိုက်တယ်။မှုံဝင်မျိုးဖြစ်တဲ့ကြီးနှုတ်တီးပင်ကိုဆောက်ရတဲ့ပုပ်ကိုကြီးခမညာကျုပ်ကထဏောင်းကုန်းကတတိပါတင်းချိုင်းရှင်မကြီးမဖဲဝါလွတ်လိုက်လို့ကျုပ်လိုက်ရတာပါဗျာ။မဖဲဝါကအမစကားပါလိုက်တယ်။သူ့မှာအရေးတကြီးလိုအပ်နေလို့ကြီးနှုတ်တီးပင်ကထွာဆင်လောက်ရှိတဲ့တက်ကန်တကိုင်းပေးလိုက်ပါရဲ့ဗျာ။ကျုပ်တာတီးဟာတင်းချိုင်းရှင်မကြီးမဖဲဝါလွတ်လိုက်လို့လာခဲ့ရတာပါ။ မောင်ဝင်ပင်ဆောင်ကြီးဗျာကျုပ်ကကတော့ပွဲကိုအပင်အောက်မှာထားလိုက်တယ်ဗျာဟုတ်ပါဗျာအပင်ဟာထနှောင်းပင်လောက်ကိုရှိတယ်ဗျာအပွင့်နေဟာလဲတပင်တော့မဲမဲလှုပ်နေတာဗျာထိုးစင်တကြွကြွနဲ့ဟာတက်ကိုင်းကြီးတကိုင်းကျိုးကြလာပြီဗျို့ဟာဟုတ်တယ်ဗျို့ထွာဆိုင်လောက်ကိုရှိတာအရှိရ9000လောက်ရှိမယ်ကျုပ်နဲ့ကိုမလဲဝမ်းသာအာရနဲ့ပြေပြီးထမ်းကြတာပေါ့ဗျာစော်တီတီကတော့ခလန်းလန်းကနေကြည်နေတာဗျာမောင်တာတီ ဒီလိုတော့ဟုတ်သားပဲကွာလေတချက်မတိုက်ပဲတစ်ကန်ကျိုးကြလာတာတော့ငါအံ့ဩတယ်ကွာကျုပ်ကတစ်ပင်ဆောင်တရေကိုကျေးဇူးတင်စကားပြောရတာပေါ့ဗျာမှုံဝင်ပင်ဆောင်ပုပ်ကိုကြီးကိုကျေးဇူးတင်ပါတယ်ဗျာကြီးမနာကစောတီတီရဲ့အင်ရောက်လို့ကြည်လိုက်တော့အပွင့်နေပါပါလာတာဗျာဟုတ်တယ်ဗျကြီးကနှကောင်ရဲ့နှုတ်သီးနဲ့တပုံစံနေပဲဗျာမဲမဲကောက်ကောက်ဗျာနတ်မောင်နေတဲ့အပွင့်နေဗျာအပွင့်နေအလုံးကိုချွေယူပြီးစက်ကူနဲ့ထုတ်လိုက်တယ် ပြီးတော့ပါလာတဲ့အရွက်တွေဂိုင်းတက်ကလေးတွေကိုပါခုတ်ပြီးကျိုးနဲ့စီလိုက်တယ်။မနဲ့မိုးလင်းတာနဲ့စောတိတိလိုပေါင်းကြည့်တဲ့ကောင်းချင်းပေါင်းကိုစားပြီးကိုမက်နဲ့ကြုံနေစင်မောက်ပြန်ချလာတာပေါ့ဗျာ။လက်ရောက်တော့ကိုမက်ကပြောတယ်ဗျာ။ဒီရောက်ကြီးမနာလို့ခေါ်တယ်။ကြီးကန်းတစ်ခေါင်မှမရှိဘူးကွာ။ရှိဖို့နေနေတသားကြီးကန်းကခဏလေးတောင်ဝင်ပြီးမနာကြဘူး။အဲ့ဒါကြောင့်ခေါ်တာ။ငါစိတ်ထင်တော့ကြီးကန်းနေမလာတာကဒီအပင်ကြီးရှိလို့ထင်တယ်မောင်တာတည်းရဲ့။အမှန်ပေါ့ကိုမက်ရဲ့။ ကိုမတ်တွေးတာအမှန်ပဲဗျမဖဲဝါကလည်းသူ့ကိုဒီတိုင်းပဲပြောလိုက်တယ်9000လောက်ရှိတဲ့ကြီးနှုတ်ဒီတိုက်ခိုင်းကြီးကိုတလန်လုံးကိုမတ်ကထမ်းလာတယ်ကျုပ်ကဧည့်တယ်ဆိုတော့ကျုပ်မထမ်းရအောင်စင်မောင်းရောက်တာနဲ့အချိန်မဆိုင်ပဲလဲတန်းကောက်ပြီးတရက်ကုန်းကိုခရီးဆက်ရတော့တာပေါ့ဗျာဟုတ်တယ်ဗျရွာထဲကိုဝင်လိုက်တာနဲ့အိမ်ခေါင်မိုးတွေပေါ်မှာရောတိုက်ခိုင်းတွေပေါ်မှာပါ နားနေတဲ့ကြီးကန်းကြီးဟာမမဲကိုလှုပ်နေတာဗျဒါပေမဲ့ဒီကြီးကန်းကြီးဟာ ကျွတ်တို့ကိုကြည့်အောင်ပဲကြည်နေကြတယ်။អော်လဲမអော်ထိုးလဲမထိုး။ဟာတခါလေးမောင်တာတည်းရေထူးတော့ထူးပြီးกว่าဒီတကိုင်းပါလို့မထိုးတာထင်တယ်။ဟာဟာဟာအင်းတွေထဲကအယူတည်းရဲ့អော်တန်ကြီးတီကိုចားနေရတယ်ဗျ။ဟဲ့မောင်မင်းတို့ငါကိုတော်မြတ်ရေးစားတော်မူတယ်ဟဲ့။အယူတည်းဟာអော်ကြဟဲ့ကြနေပြောချင်ရပြောတော့တာဗျို့။ဥစင်းပြောတာဟုတ်နိုင်တယ်ဗျ။ကြီးကန်းတွေဟာဒီတကိုင်းကြီးကိုကြည်နေတယ်ဗျ။ကျွတ်တို့လည်းဖုန်းကြီးចောင်းကိုយកတာ ਨੇ ဆရာတော်ဥရစိန်သားကကျွတ်တူညှို့နေတာကိုတွေ့လိုက်ရတယ်။ဟဲ့ဒါမောင်တတိလားမှန်ပါဖေ။တပည့်တော်တတိပါဖေ။ဒါဆိုကျုပ်တငယ်ချင်းကုနာရဲ့တပည့်ပေါ့။ဟုတ်ပါတယ်ဖေ။မင်းလိုက်လာတာဝမ်းသာလာတကွယ်။မင်းဆရာတော်ကတော့မင်းကိုတော်တော်လေးကိုချီးမွမ်းတာ။အေးအေးလောက်ဆရာရှိတာလောက်ကြွယ်။ကြာရင်ဒီအယူတွေတေးကုန်ကြမှာကွယ်။အစာမမတိအတော့မမတိအောင်ယူနေကြတာကွယ်။ကျုပ်ပြောတဲ့အတိုင်းဦးစင်းနေရောခီးသွားနေလို့မယူပဲ ကျန်နေတဲ့ရွာသားတွေရောဝိုင်းနှုတ်ကြတယ်ဗျ။တေကန်းကြီးကိုအခောက်ခွာပြီးရေပေါ်နဲ့ထိုးကြတယ်။ရေပေါ်စာတွေကို အိတ်တိတ်ထဲကိုထည့်ရတာပေါ့ဗျာ။တေကန်းကအဆူကြီးဗျ။ဒါမှမီးခိုးထွက်မှာပေါ့ဗျာ။တေကန်းကြီးတစ်ချောင်းလုံးရေပေါ်ထိုးပြီးကျန်တဲ့အတောင်းကိုတေးသေးလေးတွေစိတ်လိုက်တယ်။ကဲအစင်သင်းဖြစ်ရင်ရွာထဲကအယူတွေကိုဓမ္မယုံထဲကိုခေါ်ခွဲကြပြီးတော့ပြုတ်။ကျုပ်ကချက်ချင်းမီးဖို့မီးသွေးခန့်နဲ့မီးဖို့လေးတွေလုပ်ရတာပေါ့ဗျာ။ တန်ပကံပြားထဲမှာမိသွေးတွေကိုခွဲထည့်ပြီးအစင်တင်လှုပ်ထားကြရတယ်ပြန်ဦးစင်းတွေဟာမှိုင်းတိုက်မဲ့တာဝန်ယူကြတယ်မယူတဲ့ရွာသားတွေကလည်းဝိုင်းလို့ကြရတာပေါ့ယူသွားတဲ့ရွာသားတွေကိုတယောက်မကြံခေါ်လာပြီးဓမ္မယုံကြည်တဲ့မှာထိုင်ခိုင်းရတယ်ယူတဲ့အထက်မှာတရက်ကုန်တကြီးပါပါနေတာဗျဒီတော့ရွာကိုဖုံးကြည့်တွေကပဲအုပ်နေကြရတာပေါ့ဗျာမှိုင်းတိုက်ပြီးပြို့တန်ပကံပြားတွေကမိခဲရရဲ့တွေရဲ့အပေါ်မှာကြီးနှုတ်တီရေပေါ်စားတွေကိုထည့်လိုက်တော့ မိခိုးတွေမှာထွက်လိုက်တာဗျာခဏလေးအတွန်းမှာကိုဓမ္မယုံထဲမှာမိခိုးတွေပြေးသွားတာဗျို့ဟောချောင်းဆိုးတဲ့လူကဆို ဟောတဟားကြီးနေတဲ့အယူတွေတဖြည်းဖြည်းငြိမ်ကြလာပြီဗျို့ဟောတတိယလာကြပြီစကားအကောင်းတွေပြောနေကြပြီဗျို့ဟောဆရာတော်ကိုဥတိုင်နေကြပြီဖယားမန်းတန်ကာမန်းတော်မသိတော့အောင်ဖြစ်သွားကြတဲ့လူတွေအလုံးကောင်းကုန်ကြပြီပေါ့ဗျာဆရာတော်ကြီးခမညာဝမ်းသာလို့မျက်ရည်တော်ကြတယ်ဗျာ ကဲရွာထဲကိုလျှောက်ပြီးမိခိုတွေတိုက်ကြအောင်ပြုတ်ကျုပ်ကပြောလိုက်တော့ကောင်းတာတဲ့ရွာသားတွေဟာတန်ပကံပြားတွေကိုယူပြီးရွာထဲမှာမိခိုမိုင်တိုက်ကြတော့တာပေါ့ဗျာထို့စဉ်တအားအားနဲ့ဟာပြေးပြီပြုတ်ပြေးပြီကြီးကန်းနေဟာဝေါကနေနေအောင်ထပြန်ပြီးပြေးကြတာပြုတ်ဆွန့်လိုက်တဲ့မှုံဝင်ကြီးနှုတ်သည်ဗျာမိခိုတွေကလည်းရွာပေါ်ကိုကြော်ပြီးတက်လက်လက်တက်သွားတာပေါ့ဗျာကြီးကန်းနေရဲ့ကျိန်စာအငွေ့အတပါပြတ်အောင်ဆိုပြီးအိမ်တွေထဲမှာ မိကိုတွေလိုက်ပြီးဖြန့်ချတာပေါ့ဒီတော့မှပြန်ကောင်းလာတဲ့ရွာသားတွေသူတို့ဘာဖြစ်သွားလဲဆိုတာသိကြတော့တာဗျတန်ခါတော်တွေဟာရွာထဲကိုကြလာပြီးတကြီးနေအတူတူလိုက်ပြီးပြောပြနေကြတယ်ဗျဒီတော့မှတေသွားတဲ့ငစင်းတို့ငတင်းတို့ညီအကိုကြီးဖြူတက်ပြီးကင်စားတဲ့ဇလန်းကိုပြန်ပြီးတတိယကြတာပေါ့ဗျာကိစ္စအလုံးပြီးတော့ကျုပ်ကိုလည်းနဲ့ထဏောင်းကုန်းအထိလိုက်ပို့ပြီးရေဆရာတော်ဥက္ကဏအတွက်လှူတဲ့ပစ္စည်းတွေနဲ့ ကျုပ်တွက်ပြီးတဲ့ပစ္စည်းတွေကိုလဲတဲ့စီနဲ့တက်တက်တိုက်ပြီးလိုက်ပို့ကြတာပါဗျာ။အလုံးလဲနေစီနဲ့ကျုပ်ထဏောင်းကုန်းကိုပြန်ခဲ့ရတယ်။ဆရာတော်အတွက်လူလိုက်တဲ့လူဖွဲပစ္စည်းတွေကိုကတ်ပြီးကျုပ်ကိုအိမ်အယောင်လဲတဲ့စီရလိုက်ပို့တယ်။အဖနဲ့အမေကတော့တရွာလုံးယူသွားတဲ့ကြီးဖြူဇလန်းနဲ့ကြီးကန်းတွေရဲ့ချိန်စာအကြောင်းကိုစိတ်ဝင်စားနားထောင်နေကြရတာပေါ့ဗျာ။စစ်ပရိသတ်များရှင်ဒီနေ့မှတင်ဆက်ပေးခဲ့တဲ့ချိန်စာတဲ့နဲ့ရွာဆိုတဲ့ဇလန်းလေးကတော့ဒီနေရာမှာပဲပြီးဆုံးသွားပါပြီ။ ။နောက်ရက်များမှာလည်းဒီလိုဆက်လက်ကောင်းလေးတွေကိုနေ့စဉ်တင်ဆက်ပေးမှာဖြစ်တဲ့အတွက်ကျမတို့ရဲ့ channel လေးကိုစောင့်မျှော်လို့နားဆင်အားပေးခဲ့ပါအောင်ရှင်။ဒီနေ့မှနားဆင်အားပေးခဲ့ကြတဲ့ချစ်ပရိသတ်များအားလုံးကို အထူးပင်ကျေးဇူးတင်ရှိပါတယ်ရှင်။